ဟယ်လိုအားလုံးမင်္ဂလာပါရှင်ကျမမွေပါလဲမှာဆိုတော့ကျမဒီနေ့စာအုပ်လေးတစ်ခုဖတ်ချင်တာပေါ့နော်ဒီစာအုပ်လေးကကျမအမြဲတမ်းကျမရဲ့လက်ဆွဲလို့ပြောလို့ရတယ်စိတ်ထဲမှာအာမကောင်းတာတွေတွေးမိတဲ့အခါမျိုးမှာဖြစ်စီပေါ့နော်အာကိုယ့်ရဲ့စိတ်အားအင်တွေကြာလာပြီးမတွေးသင့်တဲ့အရာတွေကိုတွေးမိရဲမစင်စားသင့်တဲ့အရာတွေကိုစဉ်းစားမိရဲဆိုတဲ့အချိန်တိုင်းမှာ ြန်ပြန်ပြီးတော့ကိုကိုကိုသတိပေးတဲ့အနေနဲ့အဖတ်လေးရှိရစာအုပ်လေးပေါ့နော်အဲစာအုပ်လေးကိုဒီနေ့ကျွန်မဖတ်ပြချင်တာပါဆိုတော့ဒီစာအုပ်ပိုင်းရှင်ကိုကျွန်မဆက်သွယ်ဖို့ရမတက်သားတဲ့အတွက်ဒီနေ့ဗီဒီယိုလေးကပဲဒီစာအုပ်လေးကိုအာဖတ်ခွင့်ပေးပါလို့အလေးနဲ့ထားပြီးတောင်းဆိုပါရစေရှင်။ဆိုတော့ခွင့်ပြုချက်မရှိဘဲနဲ့လေအာခွင့်ပြုချက်မရသေးဘဲနဲ့ဖတ်မိရတဲ့အတွက်လည်း တောင်းပန်ပါတယ်ဆိုတော့ جماعه ဒါလေးကိုတကယ်တော့ဒီစာအုပ်ကိုဘာလို့ဖတ်ချင်တာလဲဆိုတော့ကိုကိုကိုလည်းပြန်ပြီး remind လုပ်ရင်းနေပေါ့နော်အာပြန်ပြီးအဲ့အရာလေးအရန်ကောင်းတဲ့အရာလေးတွေဖြစ်တဲ့အတွက်ပြန်မျှဝေခြင်းနဲ့အတွက်ပါ so စာအုပ်လေးကတော့ဒီစာအုပ်လေးဖြစ်ပါတယ်ရှင်မေဟာစကြဝဠာရဲ့အရှင်သခင်နဲ့ စာရေးတဲ့အာဖုံဖုံကတော့အရှင်80ပါလဖြစ်ပါတယ်ဆိုတော့ဒီကနေ့ကျမဒီစာအုပ်လေးကိုအာဖတ်ပြပါမယ်စာအုပ်ဖတ်ပြရဲဆွဲနေရမှာစာအုပ်ထဲဟာရင်းအလုံးစုံတော့ဖတ်ပြမှာမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့စာရေးသူရဲ့အမှားစာကိုတော့ကျွန်မအပြည့်အစုံဖတ်ပြပါမယ်။အဲ့ဒီစာအုပ်လေးတွေက တကယ်ကိုကျမတို့အတွက်အကျိုးရှိတဲ့အချက်လေးတွေကျမအရင်နှစ်သက်သဘောကျရတဲ့အချက်လေးတွေကိုကောင်းလို့ပြီးတော့ကျမပြန်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။တကယ်လို့ဒီစာအုပ်လေးကိုမဖတ်ရသေးဘူးဆိုရင်မဖြစ်ဖြစ်အောင်ဖတ်ပါလို့အာကျမဒီနေ့ကနေတိုက်တွန်းပြရစီရှင်။ဆိုတော့ကျမဒီစာအုပ်လေးကိုဆိုကျမဒီစာအုပ်လေးကိုစာဖတ်ပါမယ်။ဒီစာအုပ်ကိုပြန်လဲရေးသားတဲ့သူကတော့ဖုံဖုံအရှင်80ပါလာဖြစ်ပါတယ်။ အရင်ဦးဆုံးကျမဒီအရင်ဦးဆုံးစာဖတ်သူတွေအတွက်စာရေးသူရဲ့အမှားစာလေးကိုအရင်ဖတ်ပြခြင်းပါတယ်။ချစ်လစွာသောစာရှုသူ Dear Reader မင်းဟာစัจ java လာရဲ့အရှင်သခင်စာအုပ်ဝယ်ယူဖတ်ရှုခြင်းအတွက်ကျေးဇူးတင်ပါတယ်လို့ဦးစွာပြောပြစီ။ ဒီစာအုပ်ကိုဘယ်လိုလူမျိုးတွေဖတ်သင်ပါသလဲလို့မေးလာရင်စာရေးသူကတော့စိတ်ရှိတဲ့လူတိုင်းဖတ်သင်တဲ့စာအုပ်ကောင်းတအုပ်ဖြစ်ပြီးမိသားစုတိုင်းမှာရှိတဲ့လက်တွေ့အသုံးချစာအုပ်ကောင်းတအုပ်လို့အပြည့်ပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတိုင်းကြံ့မာခြင်းနဲ့ငွေကြေးပြည့်စုံခြင်းနဲ့လှပတန်ဆွမ်းတဲ့ခန္ဓာကိုယ်အချိုးအစားမျိုးပိုင်ဆိုင်ခြင်းနဲ့အိမ်ကောင်းကောင်းမနေခြင်းနဲ့ အစင်းမြင့်အိမ်စည်းကားတစီပိုင်ဆိုင်ခြင်းနဲ့ပျော်ရွှင်အေးချမ်းတဲ့မိသားစုတစ်ခုပိုင်ဆိုင်ခြင်းနဲ့တိုးတက်အောင်မြင်ခြင်းနဲ့အောင်မြင်ကြော်ကြားပြီးထင်ရှားတဲ့ပုံပုံမျိုးဖြစ်ခြင်းနဲ့အချွေရန်အတိုင်းဝိုင်းတွင်နဲ့ပြေဆုံးခြင်းနဲ့ကုသိုလ်ကောင်းမှုတွေပြုခြင်းနဲ့နိုင်ငံတကာခီးစဉ်တွေလဲပတ်သွားခြင်းနဲ့ ဒီလိုမျိုး လိုအပ်ချက်နဲ့အလိုဆန္ဒနှိစံဒီဇိုင်းရတွေကို လူတိုင်းပြေဝခြင်းကြပါတယ်အလိုဆန္ဒတွေပြေဝအောင်ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတော့မိခွန်းရဲ့အဖြေအတိအကျကို ပေးစွမ်းနိုင်မဲ့လူ အရှင်သခင်တယောက်ကိုမျှကျွန်ုပ်တို့မတွေ့ရှိခဲ့ကြသေးပါဘူးဒါကြောင့်ပဲကျွန်ုပ်တို့အားလုံးဟာဆန္ဒတွေဆန္ဒတွေများစွာနဲ့ရပ်တန့်နေပြီး လက်တွေ့လှုပ်ဆောင်ရမယ့်လမ်းကြောင်းပေါ်ကို မရောက်ရှိနိုင်အောင်ပဲဖြစ်နေကြပါတယ်။အဲ့ဒီအတွက်စိတ်မပူပါနဲ့တော့ယခုတင့်လက်ထဲမှာကန်ဆောင်ထားတဲ့မင်းဟာစက်ကြဝလာရဲ့အရှင်သခင်ဆိုတဲ့စာအုပ်ထဲမှာဒီမေခွန်းရဲ့အဖြစ်အတိအကျရှိနေပါတယ်လို့စာရေးသူကဒီနေ့ဒီနေရာမှာပဲတန်းညွှန်ပေးလိုက်ပါတယ်။နောက်ပြီးဒီစာအုပ်ကိုဖတ်ပြီးရဲ့အချိန်မှလည်းစာရှုသူဟာ တကယ်ပဲစัจ java လာရဲ့အရှင်သခင်တရားဖြစ်သွားပါပြီလို့စာရေးသူအပြည့်အဝယုံကြည်ပါတယ်။စာအုပ်ရေးသားတင်ပြပုံမင်းဟာစัจ java လာရဲ့အရှင်သခင်ဆိုတဲ့စာအုပ်ဒီတမ်းမန်စာအုပ်အမျိုးအစားမဟုတ်ပဲစာအုပ်ပါညွန်ကြားချက်များအတိုင်းတဆင့်ချင်းလက်တွေ့လိုက်ပါလှုပ်ဆောင်ရမယ်လက်တွေ့အသုံးချလမ်းညွန်စာအုပ်ကောင်းတအုပ်ပဲဖြစ်ပါတယ်။ တတိချာချာအသေးစိတ်ဖတ်ပါချက်ချင်းဖတ်ပါချက်ချင်းလှုပ်ဆောင်ပါစိတ်စွမ်းအင်ကိုကျွမ်းကျင်သည့်အထိလေ့ကျင်ပါကျွမ်းကျင်မှုရှိမှယုံကြည်မှုရှိမယ်ယုံကြည်မှုရှိမှရဲရင်မယ်ရဲရင်မှုရှိမှမင်းပိုင်ဆိုင်ခြင်းနဲ့အရာမှန်သမျှကိုရအောင်စွဲငင်ညှို့ယူနိုင်မှာဖြစ်တယ်အဲ့ဒါမင်းလိုချင်တဲ့ဆန္ဒပဲ just do it ဆိုကျမဆက်လက်ပြီးစာရေးသူရဲ့အမှားစာကိုအပြည့်အဝဖတ်ပြပေးပါမယ်ရှင်။မင်းဟာစัจ java လာရဲ့အရှင်သခင်မင်းရဲ့စိတ်ဟာမင်းရဲ့ဘုရားသခင်ဆိုတဲ့စာအုပ်ဟာနိုင်ငံသားမ The Secret ဆိုတဲ့ရုပ်ရှင်မှတ်တမ်းတွေပါ အချက်အလက်နဲ့ရိုက်ွက်များကိုစာအုပ်အဖြစ်အသွင်ပြောင်းဖန်တီးလိုက်ခြင်းပင်ဖြစ်သည်။စာရေးသူ2009ခုနှစ်ဖေဖော်ဝါရီလက တရုတ်နိုင်ငံဘေကျင်းမြို့သို့ရောက်ရှိစဉ်ကမ္ဘာအချမ်းသာဆုံးတတိယစီးရင်ဝင် TS Group ဥက္ကဋ္ဌမစ္စတာလီကျင်းရွမ်က The Secret ရုပ်ရှင်တွေကိုလက်ဆောင်အဖြစ် ပေးခဲ့ခြင်းဖြစ်ပါသည်။စာရေးသူမြန်မာပြည်ပြန်ရောက်တဲ့အခါမှာလည်းပြည်ထောင်အောင်ကုမ္ပဏီဥက္ကဋ္ဌမှာလည်း The Secret ရုပ်ရှင်တွေ DVD လေးချပ်ကိုလက်ဆောင်လာရောက်ပေးခဲ့ပါသည်။ ။စာရေးသူကထူကြတဲ့လက်ဆောင်အဖြစ်ခန်းစားမိပါသည်။အဆိုပါ The Secret ရုပ်ရှင်ကားကို The Secret ဆိုတဲ့ရုပ်ရှင်နဲ့ပင်ဘာသာစကားမျိုးစုံဖြင့်ရိုက်နှက်ထုတ်ဝေထားသော စာအုပ်များလေနိုင်ငံတကာစာအုပ်ဈေးကွက်တွင်ထွက်ပေါ်လျက်ရှိသည်။စာရေးသူတို့မြန်မာပြည်တွင်လဲစာရေးဆရာညီညီနိုင်မှ အင်္ဂလိပ်ဘာသာမှမြန်မာဘာသာသို့ပြန်ဆိုထားတာကိုစာရေးသူဖတ်ရှုခဲ့ရပါသည်။ အီစာအုပ်ကိုရေးသားစဉ်မှာနိုင်ငံသားမှ The Secret ရုပ်ရှင်ကိုမှတ်တမ်းအပြင်စာရေးဆရာညီညီနိုင်ဤဘာသာပြန်စာအုပ်မှာလည်းအထောက်အကူအများကြီးဖြစ်စေခဲ့ပါသည်။တချို့စာပိုက်တွေဆိုလျင်ဆရာညီညီနိုင်ဘာသာပြန်ထားတဲ့အတိုင်းဓာတ်ရိုက်ကူးယူထားတာကို တွေ့ရှိရမှာဖြစ်ပါသည်။ဒါကြောင့်ဆရာညီညီနိုင်ကလည်းဒီစာအုပ်နဲ့အတူ လေးစားစွာဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ စာရှုသူလက်ထဲမှာရောက်ရှိနေသောစာအုပ်ဤ၃ပုံ၂ပုံသည် စာရေးသူဤကိုရစ်မှတ်တမ်းများအတွေ့အခေါ်များကိုရေးသားထားခြင်းဖြစ်သောကြောင့်ဤစာအုပ်ကိုဘာသာပြန်သီးသန့်စာအုပ်လို့မဆိုနိုင်ပါ The Secret ရုပ်ရှင်ကားကိုအမှီပြုတ်၍ဖြစ်ပေါ်လာသောစာအုပ်အဖြစ်သာအတိမတ်ပြုကြရမည်ဖြစ်ပါသည် တချို့စကလုံးစာကြောင်းစာပိုက်များသည်နိုင်ငံသားများ၏အတွေးခေါ်အတိုင်းတိုက်ရိုက်ကူးယူရင်းမည်ဆိုပါကမြန်မာစာဖတ်ပရိသတ်အတွက်ဖတ်လို့ကောင်းမည်မဟုတ်သည့်အတွက်ကြောင့်တကြောင်နောက်ပြီးစာရေးသူကယဟန်တပါဖြစ်တာကြောင့်စကလုံးအသုံးနှုန်းများကိုဖုံကြီးလေတန်အပြောအဆိုရေးသားမှုမျိုးဖြင့်ရေးသားမည်ဆိုပါကလည်းစာဖတ်သူအတွက်စာချောမည်မဟုတ်တော့ကြောင့် ။ဇာယီသူကတကယ်ပြစ်ဆုံးပန်းတွင် ဖြစ်ပျက်နေသောကာယကံရှင် လူသားများ၏နေရ၌ဝင်ရောက်နေရယူပြီးကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသော လူပုဂ္ဂိုလ်ဇာယီဆရာတယောက်ဟန်ဖြင့်ရေးသားထင်ပြထားတဲ့သူစကလုံးအတုံးလုံးများကိုလည်းတုံ့နှုံထားပါသည်။စာရေးသူ၏ရွယ်ချက်ကစာအုပ်တအုပ်ကိုဖတ်နေသလိုမဖြစ်စေဘဲစာဖတ်နေစဉ်မှာပဲ ကိုယ်တိုင်ဝင်ရောက်ခန်းစားပြီး စာအုပ်ထဲမှာဇာတ်ရုပ်တွေအားလုံးကို ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်နဲ့ထွက်ပေါ်လာသောအကျိုးရလတ်အနေဖြင့်ထိုင်ကြည့်နေရတဲ့ကဲ့သို့ ဖြစ်စေဖို့ရန်စာဖတ်ရ၌အဖို့အထင်မရှိ အစင်ချောဖို့ရန်စာဖတ်သူ၏စိတ်နေစိတ်ထားများကိုအပြုသဘောဆောင်အကောင့်ဘတ်သို့ရောက်ရှိစေဖို့အတွက်ကိုသာအထက်ကဦးစားပေးတင်ပြထားခြင်းဖြစ်ပါသည်။ ။စာရေးသူသည် The Secret ရုပ်ရှင်ခွေကိုကြည့်ရှုပြီးအလွန်နှစ်သက်သဘောကျတဲ့အတွက်ကြောင့်ရုပ်ရှင်ခွေမှစကားလုံးများကိုမြန်မာဘာသာ ပြန်ဆိုခဲ့ပါသည်။ရုပ်ရှင်ကားတွင်တင်ပြသည်။အဖြစ်အပျက်မျိုးစုံ ရိုက်ကွင်းရိုက်ွက် တင်ပြပုံတွေအားလုံးဟာစိတ်ရှိတဲ့လူသားတိုင်း အလွန်တရာတည်တင့်တည်ထိုက်သောလက်တွေကြက်ကြလိုက်နာလှုပ်ဆောင်တင်သော behaviors အပြုအမူများနှင့်လူသားတိုင်းထားရှိသင့်တဲ့စိတ်နေစိတ်ထား mindset များပင် ဖြစ်တည်ကို တွေ့ရှိခဲ့ရပါသည် The Secret ရုပ်ရှင်ကားရဲ့လျှို့ဝှက်ချက်တင်ပြပုံအတိုင်းသာလိုက်၍လှုပ်ဆောင်နိုင်ပြီဆိုလျင်ကဘာပေါ်တွင်ကံအထူးဆုံးလူသားဟာ မင်းပါပဲလို့ဆိုရပါလိမ့်မည် the secret ရဝချက်ကိုတည်ကြတဲ့လူတိုင်းဒီလိုမျိုးအကျိုးရလဒ်များတန်းတူခံစားနိုင်ခွင့်ရှိအောင် the secret ကလှုပ်ဆောင်နိုင်စွမ်းရှိပါသည်ငါကဆင်းရဲလို့ငါကချမ်းသာလို့ငါကဩစာကြီးမလို့ငါကပညာတက်လို့ငါကပညာမတက်လို့ငါကဆွေမျိုးအတိုင်းဝိုင်းကောင်းလို့ငါကဆွေမျိုးအတိုင်းဝိုင်းမရှိလို့ငါကဆင်းရဲချို့တဲ့လွန်လို့ ငါကဘဟုတုတမရှိလို့ဆိုတာတွေနဲ့တခູ້မှမပတ်သက်ပါဘူး The secret new way ချက်ဟာစိတ်ရှိတဲ့လူသားအားလုံးနဲ့သက်ဆိုင်ပြီးဤဆက်ကြဝလာဤမြည်သည့်အရက်ဒေတာနိုင်မစူမိမိလိုချင်တဲ့သက်ရှိသက်မဲ့အရာဝတ္ထုပစ္စည်းဥစ္စာမှန်သမျှကိုစိတ်နဲ့ညှို့ယူနိုင်ပါသည်ဒီအခွင့်အရေးဟာ လူတိုင်းအတွက်ဒန်းတူအခွင့်အရေးပါပဲ။ ကိုဘလိုနေကျင်တလဲဆင်းရဲတာချမ်းသာတာအစဉ်အတန်းမြင့်တာ နိုင်တာတွေ အားလုံးဟာမိမိစိတ်ကူးမိမိအတွေ့တွေရဲ့တံပြန်တက်ရောက်မှုအကျိုးရလဒ်တွေပါပဲမိမိစိတ်ရဲ့အတွေ့အတိုင်းပဲထတ်တူထတ်မြမိမိထံကိုရောက်ရှိလာမှာပဲဖြစ်သည်အလားတူလူတယောက်ကံဆိုးတာကံကောင်းတာတွေအားလုံးဟာလေ ကိုယ့်ရဲ့အတွေးလှိုင်းတစ်ခုကြောင့်ပဲဖြစ်ပေါ်လာတာပါ ဥပမာကျွန်ုပ်တို့မြန်မာလူမျိုးတွေမေတ္တာပို့ကြတယ်။အရှိအယက်၌ရှိသောအနန္တစัจ java လားအနန္တတတ္တဝါတွေဘေးရန်ကင်းကြပါစေ။ကိုဆင်းရဲကင်းကြပါစေ။စိတ်ဆင်းရဲကင်းကြပါစေလို့မေတ္တာပို့ကြသည်။ကိုစိတ်တကူလွှတ်လိုက်တဲ့မေတ္တာနေရာမှ frequency လှိုင်းဟာရက်တက်မနေပဲစัจ java လားကြီးရဲ့ကိုပြတ်နှံ့သွားတဲ့အတွက်ကြောင့်ကိုယ်စိတ်ကြောက်ရောက်တဲ့အရက်ဒေတာရှိ တတော်ဝါတွေထံကိုညှို့ငင်အားနေရာမှာဖြန့်ကျက်ပို့လွှတ်နိုင်ခြင်းဖြစ်သည်ညှို့ငင်အားနေရာမှာဟာကဘာကြီးရဲ့မြည်သည့်အရက်ဒေတာမှာရှိတဲ့သက်ရှိသက်မဲ့အရာဝတ္ထုပစ္စည်းအဥ္စာမစူမိမိရှေ့ရောက်အောင်ဆွဲငင်နိုင်စွမ်းရှိပါသည်ဒါကြောင့်စာရေးသူက ဒီစာအုပ်ရဲ့အမည်ကိုမင်းဟာစัจ java လာရဲ့အရှင်သခင်လို့အမည်ပေးထားခြင်းဖြစ်ပါသည်လူတိုင်းဟာကိုလိုချင်တဲ့ပစ္စည်းဝတ္ထုကိုနံပါတ်1တောင်းဆိုပါနံပါတ်2ယုံကြည်ပါနံပါတ်3လက်ခံဖို့အစဉ်သင့်ပြင်ဆင်ထားပါအဲ့ဒီပစ္စည်းဟာတင်းရဲ့ရှေးမောက်ကိုအလိုလျောက်ရောက်ရှိလာပါလိမ့်မယ်ဖြစ်ချင်တာပြောပါ ဖြစ်ချင်တဲ့အတိုင်းပြင်ထားပါဖြစ်ချင်တာတွေတကယ်ဖြစ်လာတာပါဒီလိုပြောလို့စာရေးသူကစိတ်ကူးနဲ့ယူးနေတာလားလို့ထထင်ကောင်းထင်နိုင်ပါလိမ့်မယ်ကျွန်တို့နေ့စဉ်တွေ့ကြုံနေရတဲ့အတွေ့အကြုံအဖြစ်အပျက်တွေလှုပ်ဆောင်ချက်တွေပိုင်ဆိုင်မှုတွေကျင်လည်မှုတွေအားလုံးဟာအတိတ်ကကိုကိုယ်တိုင်စိတ်ကိုညှို့ချအမိန်ပေးခဲ့တဲ့အတိုင်း ်မြေပုံရေးဆွဲထားသည့်နေရာကို အတိတ်ကလိုက်သွားတဲ့ကဲ့သို့ယနေ့ကျွန်ုပ်တို့ပြုမူနေထိုင်ကြတာကိုစမ်းစစ်ကြည့်ခြင်းဖြင့်သိနိုင်ပါသည်မင်းဆက်ရဲ့အလိုချအတိုင်းစัจ java လာကြီးကမငင်းဆန်ပဲမင်းအလိုဆန္ဒအတိုင်းဖြစ်ပြီးပြက်ပေးနေရတာပါ the secret ရုပ်ရှင်ကားကိုကြည့်ပြီး ကျွန်ုပ်ကိုယ်တိုင်ပတ်ဝန်းကျင်ကလူတွေကို လေ့လာခဲ့ပါသည် သူတို့ရဲ့အိမ်မက်တွေအတွေ့အကြုံတွေကိုမှတ်စုလိုက်ပြီးရေးခဲ့တယ်။ The Secret ရုပ်ရှင်ကိုရဲ့လေးဝက်ချက်တင်ပြပုံများမှန်မမှန်ကို ထင်ထင်ရှားရှားတွေ့မြင်ခဲ့ရပါသည်။လူတရာမှာ85ရာခိုင်နှုန်းသောသူတွေဟာစက်ကြဝဠာရဲ့အရှင်သခင်တွေ ဖြစ်မှန်းမသိဖြစ်နေတာကို စာရေးသူကိုယ်တိုင် တွေ့ရှိခဲ့ရပါသည်။ဟုတ်ပါမလား။ ဖြစ်ပါမလားဆိုတော့ကျွန်ုပ်ရဲ့ထောင်တောင်းများလှစွာသောတပြည့်တွေဟာလည်းဒက်စီခရက်ရုပ်ရှင်တွေကိုယာနုံပြေယုံကြည်သွားခဲ့ကြပါသည်ဒီဖြစ်စဉ်တွေဟာအတိန်ဆောင်မရှိ တိုင်ပင်ပြီးအချိန်ကြိုက်ထားတဲ့ကဲ့သို့ဆက်ကြဝလာကြီးကလမ်းကြောင်းခြာပေးပြီးသားပါတရတွေ့ကြုံတဲ့အဖြစ်ပြက်ဖြစ်စဉ်တချို့ကိုလည်းတင်ပြထားပါသည်ဒီစာအုပ်ကိုဖတ်ရှုခြင်းဖြင့် ကဘာကြီးမှာချမ်းသာနေတဲ့ပုံကိုယ်တွေဘာကြောင့်ချမ်းသာတယ်လဲဆင်းရဲနေတဲ့လူတွေဟာဘာကြောင့်ဆင်းရဲနေတာလဲဆိုတော့မိခွန်းရဲ့အဖြေဟာဒီစာအုပ်ထဲမှာပဲရှိရဲဆိုတာစာရှုသူကိုယ်တိုင် လက်တွေ့ကြမကြသိရှိလာနိုင်မှာပဲဖြစ်ပါတယ်ဥပမာယခုမင်းခန္ဓာကိုယ်ပေါ်မှာဝစ်စင်ထားတဲ့အင်ဂျီအဝတ်အစားများဟာ အတိတ်ကဘလို့စိတ်ကူးမျိုးဖြစ်ပေါ်ပြီးရောက်ရှိလာတယ်ဆိုတာတွေကိုသာစဉ်းစားကြည့်လိုက်ပါစကြဝဠာကြီးဟာကျွန်ုပ်တို့အားလုံးအတွက် လိုတရစူပါမားကတ်ကြီးတစ်ခုပါပဲဒီစူပါမားကတ်ကြီးထဲမှာတင်လို့ခြင်းတော်ကိုတောင်းဆိုလိုက်ပါ အရေးကြီးဆုံးတစ်ချက်ကတင်မလို့ခြင်းမပိုင်ခြင်းတဲ့ပစ္စည်းတွေကိုမမျှော်လင့်ပါနဲ့မတွေးပါနဲ့ထက်ခါထက်ခါ မစင်းစားပါနဲ့စွမ်းမြင်အားနေရမှာဟာတင့်ရဲ့အတွင်းစိတ်မှာအင်အားအကြီးဆုံးအဖြစ်ဖြစ်တည်နေပါသည်ညိုအားနေရမှာကို အကျိုးရှိရှိအသုံးချတတ်မယ်ဆိုရင်တော့ယခုတင့်လက်ထဲမှာဂင်ထားတဲ့စာအုပ်ဟာတင့်ကို စက်ကြဝဠာရဲ့အရှင်သခင်ဖြစ်အောင်အပြည့်အဝစွမ်းဆောင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်းစာရေးသူ ရေရေကြီး အာမခံပါသည် စာအုပ်ကိုတေချာဖတ်ပါအကျဉ်းချင်းအထက်ထက်ဖတ်ပါစာအုပ်ကိုဖတ်ပြီးမှ The Secret ရုပ်ရှင်ခွေကိုကြည်ပါအကျဉ်းချင်းအခါခါမျက်လုံးတဲနှလုံးသားတဲစွဲအောင်အထိကြည်ပါတင်ငန်းစာယူပါချက်ချင်းလက်တွေ့လှုပ်ဆောင်ပါချက်ချင်းတုံ့ပြန်မှုရရှိပါလိမ့်မည်ဤရုပ်ရှင်ကားသည်ကမ္ဘာရုပ်ရှင်လောကတွင်တိုက်တန်းနှင့်ရုပ်ရှင်ကားပြီးလျင် ကမ္ဘာမှာရောင်းအားအကောင်းဆုံးလူတွေအနှစ်သက်ဆုံးရုပ်ရှင်ကားဖြစ်သည်တေတေချာချာနားထောင်ပါစာအုပ်ပါနေလမ်းများအတိုင်းတိတိကျကျလိုက်နာပါတောင်းဆိုပါယုံကြည်ပါလက်ခံပါဒါဆိုရင်တော့ကမ္ဘာကြီးရဲ့လေးဝတ်ချက်စက်ကြောလာရဲ့လေးဝတ်ချက်ကိုသင်ဟာတကယ်ကိုရှာဖွေ တွေ့ရှိသွားခဲ့ပါပြီ ဒီစာအုပ်ကိုဖတ်ရှုပြီးရတဲ့စကြဝဠာကြီးကိုကျေးဇူးတင်ပါတယ်လို့၃ချိန်လောက်ဟစ်ကြွေးလိုက်ပါအခုကျွန်မဖတ်ပြခဲ့တာကတော့မေဟာစကြဝဠာရဲ့အရှင်သခင်ဆိုတဲ့စာအုပ်မှာရေးသားထားတဲ့စာရေးသူရဲ့အမှားစာဖြစ်ပါတယ်ရှင်ပထမတော့ကျွန်မဒီစာအုပ်ထဲမှာ ပါတဲ့အဓိကကိုနှစ်သက်တဲ့အချက်တွေကိုဖတ်ပြပြီးတော့ sharing လုပ်မယ်လို့ရည်ရွယ်ခဲ့ပေမဲ့ဒီနေ့စာရေးသူရဲ့အမှားစာကိုဖတ်ပြီးရဲ့နောက်ပိုင်းမှာကျမကိုယ်တိုင်လည်းပြန်ပြီးတော့ဒီစာအုပ်ကိုတည်တည်ချာချာဖတ်ရှုကျင်တော့နောက်ပြီးတော့ဒီစာဖတ်သူတွေကိုလည်းဒီစာအုပ်ရဲ့အနှစ်သာရကိုအပြည့်အဝရရှိချင်တာကြောင့်ပါဒီစာအုပ်ဖြစ်တဲ့မင်းဟာဆက်ကြဝလာရဲ့အရှင်သခင်ဆိုတဲ့ စာအုပ်နဲ့ပတ်သက်ပြီးတော့ကျွန်မအပိုင်းလေးတွေခွဲပြီးတော့ဖတ်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဆိုတော့ဒီကနေ့ကတော့အချိန်တစ်ခုလဲကြာခဲ့ပြီအာဆိုတာကြောင့်ကျွန်မဒီနေ့ဗီဒီယိုလေးကိုအပိုင်း1အနေနဲ့စာရေးသူရဲ့အမှားစာနဲ့တင်အဆုံးသတ်ပြစေရှင်ဆိုတော့အပိုင်း2ကနေစပြီးတော့ဒီမင်းဟာဆက်ကြောလာရဲ့အရှင်သခင်ဆိုတော့ စာအုပ်မှာ ပါဝင်တဲ့ပထမအဦးဆုံးစာမျက်နှာကနေစပြီးတော့ကျွန်မစတင်ပြီးတော့ဖတ်ပြမှာဖြစ်ပါတယ်ရှင်။ဆိုတော့အပိုင်းနှစ်ကနေစပြီးတော့နောက်ထပ်ဗီဒီယိုလေးတွေကိုမလွတ်တမ်းကြည့်ရှုရပါလို့ဆိုရင်ကျွန်မရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့နော်။ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်။